အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ football live အစီအစဉ်ကနေပြီးတော့ပြန်လည်ပြီးတော့ကြိုလိုက်ပါတယ်ကောင်းမွန်သောနေလေးတတိဖြစ်ပါစို့ဒီနေရာကနေပြီးတော့စုံမောင်းကောင်းတောင်းပေးလိုက်ပါတယ်အဲလက်ရှိမှာတော့ကျွန်တော်ရွှေဘကိုတပြေးပြေးနဲ့ရွှေဘလူပုံစံပြန်ပြန်မြင်လာခဲ့ရတကယ်ကို wonderful ဖြစ်လို့ပါတယ်ဒါလက်ရှိမှာ chelsea ရောကျွန်တော် chelsea ရောပြောဒါကျွန်တော်လက်ရှိမှာ city အသင်းနေနဲ့နောက်ဆုံးပြိုင်ပွဲဆုံး၅ပွဲမှာဒါကျွန်တော်၃ပွဲ tt clean sheet ကိုရယူနိုင်ပြီဒါ arsenal လိုအသင်းမျိုးကိုလည်းဒါကျွန်တော်လက်ရှိမှာဒါ မဆိုးဘူးဆိုတဲ့ပုံစံမျိုးနဲ့ဆော့နိုင်ခဲ့တာကိုတွေ့ရမယ်။တစ်ဖက်ကတော့ကျွန်တော်တွေ့မဲ့အသင်းကဘန်လီသင်းဖြစ်ပြီးလက်ရှိမှာတန်တက်လာပြီးခဲ့လုံးဝကိုကံမကောင်းသေးဘူးလို့ပြောလို့ရတယ်။ဘန်လီသင်းเนี่ยခုလက်ရှိမှာဒါတန်တက်လာပြီးခဲ့တာကျွန်တော်အသင်းကြီးနေပဲတောက်လျှောက်ရင်ဆိုင်နေခဲ့ရပြီးတော်တော်လေးကိုတိုင်ပတ်နေခဲ့တာကိုတွေ့ရမယ်။လက်ရှိမှာဒါပူပူလောလောစကော့ပါကာရဲ့အသင်းကတော့သူတို့ရဲ့ဒါအိမ်ခွဲမှာကာဒစ်စီးတီးရဲ့ဒါကျွန်တော်ရှုံးနေခြင်းကိုခံခဲ့ရပြီးဟုတ်ပေါ့ဒါအနိုင်ယူခြင်းကိုခံခဲ့ရပြီးသူတို့အနေနဲ့ဒါကျွန်တော်ပူပူလောလောကာရာဘောကပ်ကနေပြီးတော့ထွက်သွားခဲ့တာကိုလည်းတွေ့ရမယ်တယ်မှာပါပါတယ်။အဲ့တော့စီးတီးသင်းเนี่ยခုလက်ရှိမှာဒါကျွန်တော်ရွှေဘကိုရွှေဘ ဆန်တွေ့လာခဲ့တယ်။ဂွာဒီယိုလာအသင်းနဲ့ဒီနောက်ပိုင်းပွဲစဉ်မှာ evolve ဖြစ်လာတဲ့ကူက cancel ပိုင်းပဲ။ cancel ပိုင်းမှာ arsenal ရဲ့ဒါကျွန်တော်နောက်ကျမိနစ်သွင်းကိုပြီးခဲ့တာလည်းရရှိနောက်ပိုင်းမှာဒါကျွန်တော် cancel ပိုင်းကတော်တော်လေးကိုလုံလာခဲ့လို့ပြောရတယ်။ဒီနေရာမှာမဖြစ်မနေအတိအမှတ်ပြရမှာ question off ပဲ။ကိုစနော်ဗီဒါဒီနေ့ဒါကျွန်တော်နောက်ပိုင်းပွဲစဉ်တွေမှာတော်တော်လေးကိုအသင်းပေါ် impact ကြီးမှုကတော်တော်လေးကိုကြီးမားတယ်လို့မြင်တယ်။အာလက်ခွေးထဲမှာပဲငါချီးကျူးမှာပဲ injury ရဲ့ ချီတီလည်းရေရေလေးပါလေခြေနဲ့ခြေဟန်ငါလည်းကွင်းသွားပြီးတို့ရှင်မှာခုနကဘယ်လိုဝါနဲ့ဝါနဲ့တော့ရန်အောင်ဖြစ်နေကိုကဩခုနကဘယ်ကျွန်တော်ခုနကကျွန်တော်မနေ့ပါကျွန်တော် press conference တိတ်နားမထောင်တော့အာ cousin of ဘယ်အောက်တူဘာငါလားတမပဲကွာလီကမ်နီတော့တင်းလုံးလည်းလီမဟုတ်သေးပါဘူးအဲ့တော့ ကဇနော့ဖ်ကနာသွားပြီတဲ့အဲ့တော့ကျွန်တော်ဒါကိုဗာစစ်လက်တာနာနေရသိရတယ်မှာပါတယ်အိုင်နူရီကဆက်လက်ပြီးလွှဲချုံမယ်ဥမမမိုးဆက်ပြီးလွှဲချုံမယ်ရိုင်းရှက်ကီဆက်ပြီးလွှဲချုံမယ်တစ်ဖက်ကတော့ကျွန်တော်လက်ရှိမှာအမ်ဒူနီနဲ့ဘိုင်ယာတို့အုပ်စုလွှဲချုံမယ်ဆိုတော့ဘန်လီကလက်ရှိမှာသူတို့ရဲ့အဓိကကစားသမားနှစ်ယောက်မပါဘူးပေါ့နော်အဲ့တော့ လက်ရှိမှာတော့ကျွန်တော်ကောင်းနေတဲ့ cancel လေးကို CD အသေးနေတာအိမ်ဝင်လည်းဖြစ်တယ်ဘန်လည်းဖြစ်တော့ဒီနေ့ပွဲစုံမှာဒါကျွန်တော် set ပြီး keep up လုပ်ဖို့ဖြစ်တယ်အဲ့တော့ဒီနောက်ပိုင်းပွဲစုံမှာတစ်ခုတီးတီးသာသာတိုးတက်လာတဲ့ဥစားက CD အသေးရတာကျွန်တော်ကွင်းလေပိုင်းပင်ဒါ Foden Rinders ဒါ Rudy ရဲ့ combination ကတော်တော်လေးကိုဒါ solid ဖြစ်လာလိမ့်မယ်ねကျွန်တော်အနေနဲ့ကျွန်တော်တော့ကြိုက်တယ်ကျွန်တော်ဒီ traditional ဒါကျွန်တော် ball လုံးအပေးရလူမှုလမ်းကျွန်တော်ဒီ ball ကွင်းလေမှာဒါကျွန်တော်တို့ထူးထူးဆန်းဆန်းပြင်းပြင်းပြင်းမဟုတ်ဘဲနဲ့ဒါကျွန်တော် balance ညီတဲ့ကွင်းလေတွေကျွန်တော်တိတ်ကြရတယ်မှာပါတယ်ပြောချင်တာ DM CM AM ဆိုတဲ့ triangular movement ကိုကျွန်တော်အရင်သဘောကျတယ်ဒီနေရာမှာကျွန်တော် ော်တက်တကယ်ရတာကျွန်တော်သိပြီးနားမလဲတယ်လူမို့လို့လားမလို့ကျွန်တော်ဒါအသင်းမှာဒီလိုမျိုးကွင်းလေအပိုင်းမှာဘွိုင်းလက်စ်ညင်ကျွန်တော်သိသိပြီးသဘောကျတော့တကယ်အမှန်ပဲအဲ့တော့ ခြေပွဲမှာဒါ Huddersfield နဲ့ပေါ်စံမှာကစားသမားတော်တော်များများဒါကျွန်တော်အနားပေးခဲ့တဲ့ပြင် Foden ရဲ့ movement တကူကိုလည်း bail လုပ်ခဲ့တယ်။ Foden နဲ့ဒီနောက်ပိုင်းပွဲစဉ်မှာဒါ United ဘွဲကစပြီး Doubt Shout ဆိုလို့ bail လုပ်လာခဲ့တာ Arsenal ပွဲစဉ်တပွဲ internet ဖြစ်တာကလို့ရင်ဒါတော့ပွဲစဉ်တိုင်းမှာတကယ် impact ကြီးပုံသွားကြီးတယ်။ Napoli ပွဲစဉ် United ပွဲစဉ် Huddersfield နဲ့ပွဲစဉ်တကယ်ကို Foden impact ကတဖြည်းဖြည်းကြီးမလာခဲ့တယ်။ဒါအရင်တုန်းကဒါကျွန်တော် PFA Player of the Year ရခဲ့တဲ့ Foden brand ကိုတော့မှပြန်ပြီးတော့တတိယစီခဲ့တဲ့အနေထားမှာရှိရလို့ပဲမြင်နေ။တစ်ဖက်က Burnley Burnley အသင်းနဲ့ခုလက်ရှိမှာကျွန်တော်ဒါ လက်ခံရမယ့်အနေထားတစ်ခုကဘာလဲသူတို့လက်တာကျွန်တော်တော်တော်လေးကိုကန်ဆိုးရနေတာပဲတောင်းလျှောက်အသင်းကြီးတွေရှုံးတဲ့ပွဲစဉ်အကုန်လုံးဒါကျွန်တော်ရက်လက်ကြီးမြောင်းမရှုံးနေဒါပေမဲ့ရလစ်ဗာပူးကိုရှုံးခဲ့ပွဲလစ်ဗာပူးနောက်ဆုံးမိနစ်နောက်ဆုံးစက္ကန့်မှာပနတီပေးခဲ့အဲ့ပနတီမှာရှုံးသွားခဲ့တယ်ယူနိုက်တက်ကနောက်ဆုံးမိနစ်နောက်ဆုံးစက္ကန့်မှာပနတီပေးပနတီမှာရှုံးသွားခဲ့နော်တန်ဖော်ရက်ကိုသူတို့1-1သေချနိုင်ခဲ့တယ်ကာဒစ်ပွဲတော့မကြည့်ရတဲ့ကျွန်တော်မသိဘူးပေါ့နော်အဲ့တော့ပြောချင်တာလက်ရှိမှာတန်းတက်လာတဲ့ဒါလက်ရှိမှာစပါးနဲ့ကန်ပြီးလစ်ဗာပူးနဲ့ကန်ပြီးမန်ချစ်စတာယူနိုက်တက်နဲ့ကန်ပြီးဒါလက်ရှိမှာဟို City နဲ့ကန်ပြီးနောက်ကခုနကသူတို့ကြံတော့မှာပါရှိမယ် Chelsea ရဲ့ ်ချက်စီးနဲ့သူတို့ကန်ပြီလားမကန်လို့ထင်တယ်ဒါပါအဲ့တော့ကျွန်တော်တို့အနေနဲ့ဒါကျွန်တော်တို့ဟိုဘက်ကျွန်တော်တွေအာဆနယ်ပဲအာဆနယ်သူတို့တိတ်ကျိမ့်မှာအဲ့တော့ပြောချင်တာပဲလက်ရှိမှာဒါကျွန်တော်တို့အသိန်းကြီး6သိန်းရှိတာဒါကျွန်တော်ပထမဆုံးဟိုခုနပွဲမှာတင်6ဘွဲ့ဘွဲ့ဘွဲ့ရှိပါကျွန်တော်ပရီးမီယာလိအပရီးမီယာလိပရီးမီယာလိပွဲစဉ်တွေမှာဒါကျွန်တော်တို့တစ်ဝက်လောက်မှာတို့အဲ့အသင်းကြီးတွေနေကန်ရတယ်ဆပောက်တာကျွန်တော်ပွဲဥတော်မှာတို့ရှုံးနေယူနိုက်တက်ကိုတို့ရှုံးနေလစ်ဗာပူးဒါကျွန်တော်တို့ထားပါယူနိုက်တက်နဲ့လစ်ဗာပူးတို့ရှုံးနေနောက်ဆုံးမိနစ်ပနတီရေးပေးရတာ တကယ်ဦးဒါတို့တော့ကအဲအဲ့တော့လက်ရှိမှာဒါနောက်တစ်ခုကဘန်လေးရဲ့ခံစစ်ပိုင်းပဲခံစစ်ပိုင်းမှာ STB တကောင်ကလွင် channel ကောင်တွေတတော်လေးကိုလေးတယ်မြင်အထူးသဖြင့် Kyle Walker Walker နည်းနဲ့ပထမတော့မစိုးဘူးလို့အသင်းမှာ impact ရှိမယ်ဒီနေရာမှာတော့ကျွန်တော်တစ်ဖက်ကမြန်ဆန်တဲ့အသက်ငယ်ငယ်တွေကစားတော့မှတွေ့တိုင်ပတ်လေးရှိတယ် Walker Tottenham Hotspur နဲ့ပွင့်စုံမှာကျွန်တော်ကောင်းကောင်းကြီးကြီးခဲ့ပြီသူ့နေတာတစ်ဖက်ရဲ့ဒါမြန်ဆန်တဲ့တောင်းမယ်ဆိုသူအမြင်နဲ့လူ struggle ဖြစ်တာကိုတွေ့ရမယ်ဒီနေ့မှာလည်းသူ့နေတဲ့လက်ရှိမှာဒါခြေစွမ်းရအမြင့်ဆုံးဖြစ်နေတဲ့ Jeremy Doku ကို Walker ဆက်လက်ပြီးရင်ဆိုင်ရမယ်ဒါ Walker က Jeremy Doku ကြောင့်ကောင်းကောင်းကြီးတည်မှာပါဒါ ာသိကြပါဒါပေမဲ့ Jeremy Duku ကလည်း Walker ကြောင့်ကောင်းကောင်းကြီးပြန်သိနေမယ်ဆိုတော့သိဖို့လိုပဲလိမ့်မယ်တစ်ဖက်ကကြီးပဲသိတာမဟုတ်ဟိုဘက်ကလည်းသိအဲ့တော့ Walker ဒီနေ့ပေါ်မှာ Jeremy Duku တယောက်ဒါအတွင်းကနေအပြင်ကိုလှန်ပြီးပွဲစဉ်တစ်ခုဖြစ်မယ်လို့မြင်တယ်အမှန်တည်းပြောရမယ်ဆိုပေါ့နော် Scott Parker နဲ့ Walker ဒါသူ့အနေနဲ့ကြိုက်တာမှန်ပေမဲ့ပွဲတိုင်းလူလူတော့ Walker ကိုမသုံးသင့်တော့ဘူးလို့ကျွန်တော်အနေနဲ့100%မြင်မိတယ်လို့ပြောပြတယ်အဲ့တော့လက်ရှိပါမှာဒီနေ့ပွဲစဉ်မှာ City အသင်းရဲ့တိုက်စစ်မြိုင်နေမှုကတစ်ဖက်ဗန်လီခန့်စစ်စုပ်ယုပ်မှုကဒီနေ့ပွဲစဉ်မှာအကြီးမားဆုံး impact တစ်ခုဖြစ်မယ်လို့မြင်တယ် တော့လက်ရှိမှာဒါကျော်ကွင်းလေပိုင်း Riders Food and Rudy ရဲ့ကွင်းလေကတစ်ဖက်ရဲ့ကွင်းလေကိုတကယ်ကို overpower လုပ်နိုင်စွမ်းအပြည့်အဝရှိမယ်လို့ကျွန်တော်လည်းမြင်နေပြီးတော့ဒီနေ့ပေါ်မှာဒါကျွန်တော်လက်ရှိဒါပြန်ပြီးကြည့်မယ်ဆိုတာ cancel ပိုင်း cancel ပိုင်းတစ်ခုလက်ရှိဒါ Premier League မှာ doubt shout ဒါကျွန်တော်ဘယ်တပွဲလဲတပွဲအေးပေါ့အေးပေါ့တပွဲပေါ့နော်တပွဲ မသိမှတော့ရှောက်ဘူးအဲ့လက်ရှိမှာစီးတီးသိနေတာကျွန်တော်နောက်ဆုံးပွဲစဉ်၄ပွဲမှာ၃ပွဲတိတိကလင်းရှိယူနိုင်ခဲ့တဲ့ခံစားပိုင်းကတော်တော်လေးကိုဒူးတယ်လားခုနကဘယ်လိုလဲခိုဆနော့ရှိချင်းကအသင်းမှာ impact တော်လေးကိုကြီးခဲ့မယ်ဒီယာကိုဆက်လက်ပြီးစီးတီးသိထိမ့်ဖို့လိုတယ်စီးတီးနဲ့အရင်ကတော့ကျွန်တော်တိုက်စစ်ကြီးပဲမြိုင်နေတာမဟုတ်ပဲနဲ့ခံစားပိုင်းမှာတေးချာထင်းသေးသေးဖြစ်လာဖို့လိုတယ်ဟာလန်ကိုတော့ဟာလန်ဆက်ဆက်ဆက်လက်ပြီးတွေ့ရဖို့အတွက်ဒီနေ့ပွဲစဉ်မှာဆက်ပြီးတော့အဲ့တော့ဒီနေ့ပွဲစဉ်မှာဟာလန်ဖူဒန်ရိုင်းဒါစ်တို့ရဲ့အတွဲစဉ်ကိုမှဒါရူဒီအဲ့တော့ ရူဒီတဖြည်းဖြည်းနဲ့ပြန်ပြီးကောင်းလာပြီရူဒီတိတိတသာမျက်စိရှိမှတော်တော်လေးကိုပြန်ပြီးကောင်းလာတာရွှေဘားတို့အတွက်တကယ်ကို impact ကြီးမားလွန်မဲ့အခြေအနေတခုလို့ကျွန်တော်အနေနဲ့မြင်မိတယ်ဘလောက်တိကြီးမားလဲဆိုတော့ကျွန်တော်ဒါအတူတူခမောက်နဲ့အတူစောင့်ကြည့်ရမှာပေါ့ဗျတစ်ဖက်ရဲ့အသင်းကြောင့်ပြောတစ်ဖက်အသင်းနဲ့ဒါ Valley အသင်းက potential တွေအများကြီးရှိတယ်ဒါပေမဲ့ Valley အသင်းကလက်ရှိလူစင်းရဖင်ပိတ်ဆော်လို့မရဘူးဒါ harsh reality ပဲအရင်တော့ဒါကျွန်တော် Shontai ရဲ့ band ဒီမှာကျွန်တော်ခဏခဏတွေ့ခဲ့တယ် company ရဲ့ band ဒီမှာသူ့အနေနဲ့ play out from the back ကိုခဏခဏလုပ်ဖို့ကြိုးစားဒါပေမဲ့ဒါဟာ Valley ပါ ဟုတ်တယ်မလားလက်ရှိမှာဒီနေရာမှာကျွန်တော်အမြဲတမ်းပြောသူပေါ့နော်တန်တက်လာတဲ့အသင်းတကူကျွန်တော်ဘာ recommend အမြဲတမ်းပြီးလဲဆိုတော့တန်တက်ဖို့အတွက်တစ်နှစ်တန်တက်ဖို့အတွက်အရေးကြီးတာဘာလို့အဲ့ဒီမှာပတ်စံပြန်ယူပတ်စံယူပြီးကိုကြိုက်တယ်လို့ခုနကပလေးအော့ဖ်တောင်းတာ black storm လာဘာဆော့မလဲကြိုက်တယ်လို့ဘေးလာဘလို့ ပထမဦးဆုံးတစ်နှစ်မှာတော့ဖင်ပိတ်ဆော့ပြီးအသင်းမှာတန်ကြံနေဖို့တော့ကြိုးစားကြပါဒါဟာအရေးကြီးဆုံးပဲဒီပရီးမီးယားလိမှာကြံနေမှာခင်ဗျားတို့ပတ်စံဆက်ရပြီးကိုလှုပ်ချင်တဲ့ဥစ္စာဆက်လုပ်ရပါတခါကျရင်နီးပြဒီအိုင်ဒီယိုလော်ဂျီကလည်းခက်တယ်တစ်ဖက်အသင်းကြီးတွေတူတင်ကိုတင်ငါတို့ကရှင်ဆော့နိုင်ခဲ့တယ်ဆိုတော့လိုချင်တယ်တကယ်တည်းနင်းလားငါလားဟဲ့ဆိုတော့အတက်ပြန်ဆင်းမွားပြီးရင်တက်ပြန်တက်ဖို့တော့ကြိုးစားဒီအတန်တရားမှတွေလည်အဲ့ဒါကိုခင်ဗျားသတိထားမိလား တန်တန်အောင်လှုပ်ပေးနိုင်တဲ့နီးပြတော်တော်များများချန်ပီယံရှစ်ကနေပြီးတော့ပရီးမီးယားလီဂ်မှာကြာကြာမခံဘူး။ဘာကြောင့်လဲသူတို့ရဲ့ ideology ကသူတို့က win to fight win to fight win to fight အမြဲတမ်းနိုင်ချင်တာ။ဒါပေမဲ့သူတို့တွေ့တဲ့အသင်းတွေကဟိုဘက်မှာတချို့သူတို့ရဲ့အဖေအေတို့မို့သူတို့ရဲ့ဘိုးကြီးနဆလောက်ရှိတဲ့အသင်းတွေတွေ့။ဥပမာလက်ရှိမှာခုနပြောသလိုပဲတစ်ဖက်က Jeremy Doku, Rangers Fodam, Oscar Bob Lucas မျိုးမှာတစ်ဖက်က Walker, Agdol, STB Hardman စသကြီး STB တကောင်ကလွင် quality ခံစီတောင်မှရှိမနေဘူး။အဲ့တော့မှတစ်ဖက်ကယူကဆယ်အသက်ကြီးလို့ရောင်းထားတဲ့ဒူဗရာကလို့ဒါကျွန်တော်တို့ဟိုအမျိုးနဲ့အဲ့တော့ အဖြစ်အရှင်းနဲ့ဗျာဒူဗရာကမကောင်းဘူးခေါင်းဒါပေမဲ့ခုနကလက်ရှိမှာ second rate တဲ့ခန်းစည်းဒီကလားတစ်ဖက်က first rate တဲ့ taxi နဲ့တွေ့ချင်မှာတကယ်ကိုတိုင်ပတ်လိမ့်မယ်အဲ့ဒီမှာခန်းစည်းပိတ်ဖို့ကြိုးစားလာဆိုခန်းစည်းပိတ်ဖို့တို့နေကြိုးစားမှာမဟုတ်ဘန်လီနေနေတို့ချမှာပဲချတာမှုကမကောင်းဘူးခေါင်းတယ်အတိုင်းတော့တစ်ခုတည်းခေါင်းတယ်ဒါပေမဲ့ကြည့်လို့လည်းခေါင်းကြည့်ရဒါပေမဲ့ သူတို့တင်တော့မကောင်းတဖက်ကစီဒီတင်တော့ကဒါမျိုးဆိုပြောတာပေါ့နော်ဂျာရမီတကူနေနေပုံမှာဝေါ်ကာလို့ကောင်းမှုဒါအတွင်းကလည်းအပြင်လှန်ပြစ်မယ်ဝေါ်ကာနဲ့ဒါကျတော့ဒီနှစ်ဒါဒီနောက်ပိုင်းမှာဒါ underrated အဖြစ်ဆုံးကစားသမားနောက်တစ်ယောက်က O'Reilly ပဲ O'Reilly နဲ့သူနဲ့သူ့ရဲ့ position out of position ဖြစ်တဲ့ဒါ full back နေရာမှာတော်တော်လေးကိုကောင်းတယ်ဝင်းကိုအတက်ဆင်းဒီနေရာမှာတော့ O'Reilly နဲ့တိုက်စစ်ကြီးပဲကောင်းတာမဟုတ်ဘူးနော် Kansas ပိုင်းမှာသူ့အနေနဲ့တဖက်ရဲ့ဒါကျတော့တို့တိုက်စစ်ကိုဘယ်လိုပြန်ဖြတ်ရမလဲဆိုတော့ ideology တအားကောင်းတဲ့ challenge တယောက်လို့မြင်တယ်အဲ့တော့ O'Reilly ကလက်ရှိမှာကျွန်တော်တို့မတိမတာနဲ့ဒါကျွန်တော်တို့ပော့ဟွာ Guardiola ရဲ့ရင်ထဲကိုဝင်လာတဲ့နောက်ထပ်ကစားသမားရဲ့တယောက်ဆိုတော့လုံးဝလုံးဝငင်းစရာမလိုဘူးလို့ကျွန်တော်အနေနဲ့မြင်တယ်ဒါကလည်းအသင်းပေါ်မှာဒါ impact ကြီးမားမယ့်အရာတစ်ခုလို့ကျွန်တော်အနေနဲ့မြင်မိကြတယ်မှာပါအမည်တို့ပင်စိုးစေးကမှုလက်ရှိမှာဒါကျွန်တော်တို့ Burnley အသင်းတွက်ကဒီနေ့ဘယ်စမှာဟိုနာဘယ်လိုပဲ City အင်ကွန်းမှာနိုင်ရဖို့ဆိုရတဲ့တည်ရတမက်ရဖို့ပူအရေးကြီးမယ်ပုံဒါပေမဲ့တို့ဒါခေါင်းထဲမှာရှိရောတို့နဲ့နိုင်ကျင်တာပဲသိပါတယ် City ကအဲ့လိုနိုင်ကျင်တဲ့ကောင်တော့အင်ခေါ်ပြီးတီးမယ်အနေထားမှာရှိပါတယ်ရွှေဘကဒီနေ့ဘယ်စမှာရွှေဘစ ဆက်လုပ်ဖို့ရှိပြီးတော့ရွှေဘကလည်းရွှေဘစံနေဖို့အတွက်ဒီလိုမျိုးပွဲစဉ်တွေကိုနိုင်ဖို့အတွက်အများကြီးလိုပါတယ်။ကပြတိကပြချော့လုံရင်တော့ဘန်လီတီးတာခံတော့နေတာမရှိဘူး။ခုနကပြောလို့ဘောလုံးကလက်ရှိမှာလုံနေတာ။ခုနကပြောချင်တာပြောပြင်ဘန်ဘောလုံးကလုံနေဆိုပြီးရှော့ရှော့ချသွားတာခဏခဏပဲ။အဲ့ကွာတွေကယိုးနေပြီ။အဲ့တော့မီတို့မေဆိုစင်ကဒီနေ့ပုံမှာစီးတီးတင်တစ်ဖက်ရဲ့အသင်းကိုလုံးဝလုံးဝခင်သေးလို့မရဘူး။ဒါပေမဲ့ဘန်လီကိုရောလက်ရှိမှာစီးတီးတင်နဲ့ရွှေဘဟာရွှေဘဆူတဲ့ဥစ္စာဆက်လက်ပြတ်သားဖို့အတွက်အခွင့်ကောင်းပိုင်ဆိုင်တင်နဲ့ဒါကျွန်တော်တို့ အခြေအနေတခုလိုပဲကျွန်တော်အနေနဲ့ပုံကူကြီးရမြင်ကြည့်တယ်ဒါတော့ပါပဲအားလုံးပဲကြိုတူပါတယ်ကောင်းမွန်သောနေ့လေးတစ်နေ့ဖြစ်ပါစေစုမွန်ကောင်းတောင်းပေးနေပဲကျွန်တော်တို့ရနောက်မှာပဲ AAC တူကြရပေါ့ဘောလုံးပွဲတွေကိုကြည့်ရှုခြင်းနဲ့ဆိုရင်တော့ Youth Sport Media 3.0 ਨੇ ဒီ for you တို့မှာကျင်းလူဆန်ပေါအောင်ကူညီလို့ရပါတယ်မြန်မာလေးကလစ်ဖို့မမေ့ကြပါနဲ့အုံးမြန်မာကလစ်မှာမြန်မာနိုင်ငံဖြစ်ပါတယ်အားလုံးပဲကြိုတူပါတယ်ကောင်းမွန်သောနေ့လေးတစ်နေ့ဖြစ်ပါစေစုမွန်ကောင်းတောင်းပေးနေပဲကျွန်တော်တို့ရနောက်မှာ AAC တူကြရပေါ့ဒေပါဗျာ